ယ်ကြတော့လေဟိုကလေးတွေကိုလေဟိုကိုယ့်ရဲ့စိတ်ထွက်ပေါက်အနေနဲ့အဲ့လိုမျိုး online media ဆိုမိတာဒါကြတော့ဟိုမိဘတွေမှာဒါလုံးမိတာတော့ထုံးစံပဲပေါ့နော်ဟိုဒါမဲ့ဒါဟိုလူတွေရဲ့သဘောတရားအရာတော့ဟိုကိုယ့်ရဲ့စိတ်မကြည်လင်မှုတွေကိုကိုယ်နိုင်နေပေါ့နော်ဟိုမှာကိုယ့်ရဲ့အဲတသမီတို့အဆရာသမားတွေဆိုလို့ရှိရင်ကိုယ့်ရဲ့တပည့်တို့အမျိုးသားတွေဆိုလို့ရှိရင်လည်းကိုယ့်အမျိုးသမီးတို့အဲ့လိုလူတွေကိုဒါဟိုစိတ်အဲ့ဖြည့်ရဲ့ အရာတစ်ခုနဲ့ online မိတာအဲလိုမျိုးပေါ့နော်ကျဉ်းကျဉ်းတန်းတန်းပြုတ်လိုက်တာဒါရေကကျတော့ပုံမှန်ပဲပုံမလဲဒါမဲ့ဟိုအဲ့ဒါကျွန်တော်တို့စိတ်ပညာရှုထောင်းမှကျင့်တော့ဒါအမှန်တမ်းပြောရင်ကလေးကိုဟိုစိတ်ဓာတ်ရရွာစီတာမျိုးတော့ဖြစ်တယ်ပေါ့နော်ကနေ့တချေဟိုကျွန်မမေခွန်းလေးတစ်ခုလောက်တည်ချင်လို့ပေါ့နော် toxic parent တွေအကြောင်းလေးတချေတချေလေးရှင်းပြပေးပါဦးရှင်ဟုတ်ကဲ့ပါမလဲဟိုတကယ်တော့လေဟို toxic parent ဆိုတာကြောက်လေအများသမားဖြစ်တော့ဟို self center လို့ခေါ်ရပေါ့နော်ကိုကိုကိုအဓိကထားတာပေါ့အဲ တုံးမှားအဖြစ်လဲဟိုအတက်ကြီးရလို့ပြောလို့ရတယ်